မဲခိုးလေနိုင်နေဆိုလို့ရှိရင်အာနာယူလို့ရလားပေါ့နော်ဒီဒီကြောင်းရလေးပြတော့မဖြစ်ပါလေအချက်နှစ်ချက်နဲ့ရှင်းပြပါမယ်ပထမတစ်ချက်တက်မတော်ကယူကောက်ပွဲမှာဘဲပါတီနိုင်နိုင်စိတ်ဝင်စားပါဘူးဒုတိယချက်ကပါလေဆိုလို့ရှိရင် အာနာရဲ့ရေတောက်မြစ်ကဖယ်ရလာလေပေါ့နော်ဒီအချက်နဲ့ချက်ကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပရောသောချက်တွေနဲ့ပြောမယ်ဆိုလို့ရှိရင်တက်ပရောဝါဒီနိုင်ငံကြီးနဲ့မဆိုင်တဲ့တိကျအဖွဲ့အစည်းဖြစ်တဲ့အကြောင်းလို့ပြောကြိုက်တဲ့ပါတီနိုင်သူစိတ်ဝင်စားအောင်အဲသူစိတ်ဝင်စားတာဒီတစ်ခုလေးပဲအဲ့ဒါဘာလဲဆိုတော့အနိုင်ရတဲ့ပါတီကသူနဲ့အတူတူနိုင်ငံကြီးလမ်းကြောင်းပေါ်မှာအတူတူရှင်တွဲပြီးတော့ရက်တည်နိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ပဲလိုတာဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်1990ပါတီစုံယူကပွဲမှာ ကျွန်တော်တို့ NDI ကအမှတ်နေရာ462နေရာကို392နေရာနဲ့ကျွန်တော်တောင်ပြိုကမ်းပြိုနိုင်ခဲ့တာပဲအဲဒါမဲ့သူတို့အာနာမရခဲ့ဘူးနိုင်တယ်အာနာမပေးဘူးသူကမသိကြတာပေါ့နော်နောက်ကွေးရအချက်ချက်ဖြစ်တဲ့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံကိစ္စပါဖွဲ့စည်းပုံအခြေခံဥပဒေကိုတက်မလို့ပါရင်ဆွဲလိုက် NDI ကိုပြောတယ်အဲဆွဲပြီးလို့ရှိရင်ငါတို့မင်းတို့အာနာလွှဲမယ်ဖွဲ့စည်းပုံယူဆွဲတဲ့နေရာမှာတက်ပညာရှင်တွေအသိပညာရှင်တွေ level ဘောင်းဆောင်လူတွေလိုအပ်တယ်အဲဒီလူတွေနဲ့ပဲယူဆမှတာလင်းဖွဲ့စည်းပုံကကျွန်တော်တို့ကပြည့်ပြည့်စုံမြဲဖွဲ့စည်းပုံတစ်ခုဖြစ်မှာပေါ့ဗျာဖွဲ့စည်းပုံဆိုတာတော့နိုင်ငံတစ်ခုရဲ့အသက်အတွေးကြောပဲ အဖွဲ့စည်းပုံအခြေခံမရှိဘဲနဲ့ကျွန်တော်အုပ်ချုပ်လို့မရအောင်ပြည်ထနာဘေးအားစားလေဆိုတော့ဖွဲ့စည်းပုံကိုသူတို့ပါတီဝင်တွေပဲဆွဲကျင်တယ်အဲပြီးတော့အာဏာကိုလည်းချက်ချင်းသူတို့အနိုင်ရနဲ့တန်းပြီးလွှဲစည်းကျင်တယ်အဲအဲ့ဒီမှာကျွန်တော်ဇလန်းကြီးစတာပေါ့ဗျာအဲ့ရနေလက်ရှိချိန်လေးဒီလိုဖြစ်သွားတာပေါ့ဗျာအဲခုဒီကျွန်တော်တို့ current political crisis မှာလည်းဘာဖြစ်တယ်လဲဆိုတော့တက်မတော်ဘာကို point out လုပ်နေရလဲဆိုလို့ရှိရင်ကျွန်တော် winning or losing it doesn't matter ပေါ့ဒီလေအဲ့တော့ဘေပါတီ99ဘေပါတီရှုံးဆိုအဲ့ဒါရင်းကြည့်သူ point out လုပ်နေတဲ့အရာတစ်ခုပဲဗာလဲဆိုတော့ message တွေမှားနေတယ် ဖုံးမွက်နေမေးလည်းအများကြီးပဲလွဲမနေရလည်းအများကြီးပဲဒါဒီကိုဖြည့်ရှင်းဖို့အတွက် UVC မှာတာဝန်ရှိတယ်အဲ့တော့ကြောင့်ကျွန်တော်ကတောင်းဆိုရတာဖြစ်တယ်အဲဒီလိုလားလားဘာကြောင့်လဲဆိုတော့ तू ကခွေးစည်းမုံအခြေခံဥပဒေကိုကာဝေးရမယ်တာဝန်ရှိအခုကဘလို့ဖြစ်နေဆိုတော့ကျွန်တော်ဟိုရောက်ခမအိမ်မန်နေတယ်ရောက်ခမချွေထမင်းကိုစားပြီးရောက်ခမကိုအိမ်မောကကန်ထုတ်ချင်တဲ့ပုံမျိုးဖြစ်နေတာပြောချင်တာဒီအဖွဲ့စည်းမုံအခြေခံဥပဒေပေါက်မှလည်းဝင်ပြိုင်သေးတယ်ဒီဖွဲ့စည်းမုံအခြေခံဥပဒေတွေကချက်လက်တွေကိုမလိုက်နိုင်ဘူးဆိုလို့ရှိရင်ဘာလို့ဝင်ပြိုင်နေမှာလဲကျွန်တော်ပြောချင်တာဟုတ်ပြီအဲ့ကြတော့ ပြန်ယူထိုးစရာဖြစ်လာပြန်ဩဘာဖြစ်လဲဆိုအော်2008ဦးပြေဆိုတာမင်းတို့စစ်တပ်ကစိတ်သား85ကျက်တာတပိတ်တာနဲ့ဒီလိုအိုးမင်းတို့အာနာတီမြေဖို့အတွက်ယူဆခဲ့တာလို့ညှိုးထိုးကြရောအပြစ်ဒဏ်ကဘာလဲဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ2008ပေါ့နော်အဲ့ဒါမတိုင်ခင်မှာဖွဲ့စည်းပုံအခြေခံဆွဲဖို့အတွက်အခွင့်အရေးအရင်ဆုံးရခဲ့တာကျွန်တော် NLD ဖြစ်ပါတယ်ဒါကိုပြည်သူလူထုကမသိဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီအဆောက်ကိုအငင်းခုံနေဖြစ်ပြီး controversy ဖြစ်ကြတာပါဒုတိယအခုအာနာရေတောင့်မြစ်ပြေးလာတယ်ပေါ့နော် မြန်မာနိုင်ငံမှာနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးသမားတိုင်းသိပါတယ်ဒါထုတ်တာမပြောကောင်းမပြောလိမ့်မယ်အာနာဂျီတောက်မြက်ကစစ်တကလာတာအဲဒီလိုပြောလို့ဟေးအောင်အားဆုလို့ရှိရင်မင်းရုပ်ောက်ပွဲတွေအကျင်းပမနေနေပြည်မလားမင်းတို့ပြည်သူလူထုထောက်ခံတဲ့ဒီပိုစလီလောင်းတွေပါရွေးမနေနေအဲ့လိုတန်းပြီးထောက်လို့ရပါဒါမဲ့အပင်တပင်လို့ပေါ့ဗျာမျိုးစေးကနေအပင်ပေါက်လာတယ်အပင်လေးဖြစ်လာတဲ့အချိန်မှာကျွန်တော်အဲ့အပင်ကိုရေလောင်းပေါင်းတင်ရေဥစားကျွေးနွားမစားအောင်စိတ်မထိုးအောင်အဲ့နဲ့ကြီးလိုက်တဲ့အချိန်မှာပပလက်ချန်စီကိုလေးပါဒီကား ပြီးမှကျွန်တော်တို့ဒီအသီးအပွင့်တွေအဲ့လိုမျိုးဝဝေးဆက်ဆက်ဖြစ်အောင်အဲ့ဒါအားလုံးကအယတဆွေးရအကြောင်းဖြစ်ပါတယ်ဒါကြောင့်မလို့ရွေးကောက်ပွဲမှာဘဲပါတီနိုင်နိုင်စစ်မတော်တွေအရေးမကြီးပါဘူးအရေးကြီးတာဒီပြည်သူအတွက်အရေးကြီးတာဖြစ်ပါတယ်ဘယ်သူတွေကပုံအရေးချင်းရှိတယ်ဘယ်သူတွေကဘယ်လိုလုပ်နိုင်တယ်ဆိုတာကြတော့ကျွန်တော်ပြည်သူလူထုကရွေးချယ်ရတာဖြစ်တယ် This is the reality on the ground ပဲကွာဒါကိုကျွန်တော်လက်သင့်ခံရမှာအဲ့တော့မင်းအဲ့လိုပြောမယ်ဆိုလို့ရှိရင်အာနာဆိုတာစစ်တပ်ကလာတဲ့ဆိုလို့ရှိရင်မင်းကငါတို့ကစစ်တပ်သဘောတိုင်းအုပ်ချုပ်ရမှာအဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူး ဟိုအဓိကအခုဖြစ်နေတဲ့ပြဿနာရဲ့အားလုံးကကျွန်တော်ကန်ထုတ်နေလို့ဖြစ်နေတာပါ။အာဘိုးဂျုံမူကြီးပြောထားတာရှိပါတယ်ကျွန်တော်တို့။အဓိကသူတို့လိုချင်တာကကြတော့အတူနဲ့အတူတူရရှိမှာလက်တွဲလှုပ်လှုပ်သွားနိုင်မဲ့ပါတီကိုလိုချင်တာ။ခုဆိုလို့ရှိရင်ကျွန်တော်ပြည်တော်စုကြားထိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုလို့ရှိရင်တို့တော့သဘောကျတာလည်းမပြောနဲ့။ဒါတို့တို့နဲ့ harmony ဖြစ်တယ်။အဲဒီတော့ကြောင့်ပေါ့။အဲ့လိုမျိုးပဲနောက်ထပ်တို့တို့နဲ့ harmony ဖြစ်တဲ့ပါတီတစ်ခုရှိလာမယ်ဆိုလို့ရှိရင်လည်းဒီမှာတက်ပြတော့ထောက်ခံပါမယ်။လက်သိခံပါပဲဒါကိုကျွန်တော်အားလေးမလွဲဘူးလို့ဝတ်တာပါနော်ဟိုမဲနိုင်နေမဲနိုင်ုံနဲ့ အဲအာနာမပေးဘူးလားအဲ့လိုမျိုးနောက်ပယ်မှာကျတော့အဲ့လိုမျိုးတကယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကအချက်လက်တွေနဲ့ညှိနေရရှိတာပေါ့ဗျာဒီဖွဲ့စည်းပုံအခြေခံကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းဝင်မပြိုင်တဲ့ပေါ့ဒါပဲရှိတာပေါ့နော်အဲနိုင်ငံအေးလုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖွဲ့စည်းပုံ2008အခြေခံဥပဒေကအချက်လက်တွေလိုက်နာမှရမယ်အဲအဲ့လိုမျိုးမလိုက်လာနိုင်ဘူးဆိုလို့ရှိရင်တော့နိုင်ငံအေးမလုပ်တော့ကောင်းပါလေဒီချို့အချက်လက်တွေကကျတော့လိုရဆွဲတွေးပြီးလိုရဆွဲပြောကြတဲ့အခါမှာပြည်သူလူထုကအထင်လွဲအမြင်လွဲတွေဖြစ်ကြတာပါအဲကျွန်တော်ကဒီအချက်ကိုထောက်ပြတာဖြစ်ပါလေ